ီဇန်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးဂျောဂါဘိုးဆက်မျိုးကိုကာကွယ်ပေးတဲ့ live one ဆက်ပြမှဖြစ်ပါတယ်။ဘာတကယ်ချင်းကြီးဒီမှာဖရဲသေးလေးအင်းနေတာပဲကွာမင်းတို့ရော့အာဂျန်ပူရရာဒီဥလူမှာလွတ်ချိုးအေးတွေစားကျင်တာအတော်ပဲ။ ဟုတ်တယ်ကွာရာသီဥတုကအရန်ပူတယ်ဆိုတော့အစားတောက်စားရဲ့အခါမှာလေတေချာလေးကယူဆိုင်ပြီးစားမယ်ကွာအပြီးတော့အရန်ပူတယ်ဆိုလို့ရှိရင်အစားတောက်ကိုလည်းကယူဆိုင်ရအောင်နော်လိုပူအိုက်နေရဲ့ရာသီဥတုမျိုးမှာမတက်နိုင်သွားစားမိမယ်ဆိုလို့ရှိရင်ဝမ်ပြတ်ဝမ်ရှော်ရောကအဖြစ်လာမှာပေါ့ဟုတ်တာပေါ့ဒီရာသီဥတုမျိုးမှာတင့်တော်တဲ့အစားတောက်တွေကိုငါဘယ်လိုရွေးချယ်စားသုံးတင်လဲကွာဟုတ်ပြီအဲ့တော့ဒီလိုရာသီဥတုမျိုးမှာဘယ်လိုအစားအစာတွေကိုတေချာရွေးပြီးစားမယ်ဆိုတာဆရာပြောတာနောက်ကြည့်လိုက်မယ်လေး လိုနေရာကြီးမှာအဖြစ်များတော့ဒီလိုမျိုး one by one shot ရောက်ကတခုတည်းမဟုတ်ဘဲနဲ့တခြားဖြစ်နိုင်တဲ့လက္ခဏာတွေလည်းတွေ့ရှိရပါတယ်ဥပမာဖြင့်ဘူးရှက်တာတွေအင်းမြင်ထရတာတွေဒမ်မတဲမှုဖြစ်တာမျိုးတွေဖျားနာမှုဖြစ်တာမျိုးတွေဒါမျိုးတွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကအားအကြောင်းခန္ဓာကိုယ်အတွင်းမှာမျှတမှုရှိအောင်ခုခါလေးပို့ပြီးတော့ကောင်းမွန်လာအောင်တော့ပတ်ဝန်းကျင်မှာရှိနေတဲ့ opportunistic infection လို့ခေါ်တဲ့ရောဂါပိုးမွှားတွေမဝင်နိုင်အောင်ကျွန်တော်တို့ကျန်းမာရေးကောင်းမွန်အောင်ကြီးစိုက်ပွဲကိုလည်းအရေးကြီးပါတယ် ဒီခါမှာအစားအစာကိုတေချာရွေးချယ်စားတော့ပေးခြင်းရလဲကျွန်တော်တို့ကျန်းမာရေးကိုကောင်းမွန်စေတဲ့အဓိကအချက်ထဲမှာပါဝင်နေပါတယ်။အစားအစာကိုကောင်းမွန်စွာတေချာရွေးချယ်စားတော့ပေးခြင်းအပြင်ကျွန်တော်တို့ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်ဥပဝိုင်လွန်းနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာခံစားမှုလည်းတန်ငယ်လျော့သွားစေတာကိုလည်းတွေ့ရှိရပါတယ်။ဥပဝိုင်တဲ့နေရာကြီးနဲ့လိုက်ဖက်တဲ့အစားအစာတွေဘာတွေစားတော့တယ်လဲဒီဟာလေးတွေကိုကျွန်တော်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ပုံမှန်အဖြစ်တော့ရေများတဲ့ရေရွှမ်းတဲ့အစားအစာတွေစားတော့တာပို့ပြီးတော့တင်တော့ပါတယ်။ဥပမာအဖြစ်ဟင်းသီးရွက်တွေတစ်သီးတွေသခွားသီးတွေဖရဲသီးတွေတံမြာသီးတွေကြံရည်တွေဖျော်ရည်တွေဓာမြူလေးတွေကိုစားတော့ပြီးတာတင်တော့ပါတယ်။လူငယ်တွေအကြိုက်များတဲ့ smoothie လို့ခေါ်တဲ့ဖျော်ရည်တွေ ice cream တွေဒီအရာတွေကိုစားတော့ပြီးခြင်းအဖြစ်လဲကျွန်တော်ရဲ့ခန္ဓာကိုယ်မှာအေးမြတ်မှုဖြစ်စေတဲ့အမှုတန်အောင်တက်တာသွားစေပါတယ်။တကယ်တော့ကွာအခုလိုမျိုးအရင် ပူလောင်အိုက်ဆက်နေရတဲ့လူမျိုးမှဆိုလို့ရှိရင်မတက်နိုင်စားမိမယ်ဆိုရင်ဒါဝမ်ပြတ်ဝမ်းလျှော်ယောဂဖြစ်မယ်အဲ့ဟာပြင်ရာသီဥတုအရန်ပူလွန်တဲ့အခါမှာဆိုလို့ရှိရင်လည်းတခြားဖြားရနိုင်လေဖြစ်တတ်သေးရဲ့ကွဥပမာလူတယောက်အနေနဲ့အရန်ပူတဲ့နေရာတွေကနေပြီးတော့ဒါအေးခန်းတော့ဝင်လာမယ်အဲ့ဒါမှမဟုတ်ရှင်အရန်ပူတဲ့နေရာနေပြီးတော့ဝင်လာပြီးတော့အေးနေတဲ့ရေခဲကိုတောက်လိုက်မယ်အဲ့လိုမျိုးကကျမ်းမာရင်လည်းတိတ်ပြီးတော့အတင်းတော်တဲ့အပြုမူတွေတော့မဟုတ်ဘူးကွာ နောက်တစ်ခုကအစားအစာတွေကိုချက်ပြုတ်တဲ့ခါမျိုးမှာမြင်လဲနေရာဒီနဲ့ live ပဲတင်တော်မှုရှိတဲ့ပစ္စည်းတွေထည့်ပြီးတော့ချက်ပြုတ်တာတင်တော်ပါတယ်ပုံမှန်ဖြစ်နေရာဒီမှာခန္ဓာကိုယ်မှာအစာလောင်ကျွမ်းမှုစနစ်ပို့ပြီးတော့နှိကွေပါတယ်ဒါကြောင့်အစာခြေဖြစ်ဖို့ခက်တဲ့အစီအများတဲ့အစားအစာတွေကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ရှောင်ကျဉ်သင့်ပါတယ်ပြီးတော့ရှင်းတဲ့အရာသာပါတဲ့ဟိုအစာအစာတွေတန်တတ်ပါတဲ့အစာအစာတွေနေရာတွေကခန္ဓာကိုယ်မှာခံစားနေရတဲ့အဘူးချိန်တွေကို ျော်နေစေပါတယ်ဒါကြောင့်ဒီလိုမျိုးအစားအစာတွေရွေးချယ်စားသောက်ဖို့တင်တော်စေပါတယ်ပြီးတော့ပရိုတင်းဆိုရင်လည်းငါးဟင်းလျာလေးတွေကိုစားတာပို့ပြီးတော့တင်တော်ပါတယ်ငါးပရိုတင်းတက်လဲပေါင်းနေစားချီရလဲလေကူရက်ကြကြောင့်ဒီလိုမျိုးနွေရာသီမှာငါးစားတာလဲတင်တော်ပါတယ်ပရိုတတီဒီမှာချိုးနဲ့ရတာပါတယ်ချင်းနဲ့ရတာပါတယ်ဒီလိုမျိုးရတာပါတဲ့တတိယတိနှံတွေကိုရွေးချက်ဆက်တောက်တာပို့ပြီးတော့တင်တော်ပါတယ်ပြီးတော့ရာသီပေါ်အစာတွေဖြစ်တဲ့မုန်းလက်ဆောင်တို့ရွှေရင်အေးတို့ဒါမျိုးလေးတွေဆက်တောက်ပေးတာလည်း အမြင်ခန္ဓာကိုယ်ကိုအေးမြစေပါတယ်။နောက်တစ်ခုအရေးကြီးတာကအစားအစာတွေမုံပဲတရားစာတွေရွေးချယ်စားတော့တဲ့အခါမှာတန်ရှင်းမှုရှိဖို့ကလည်းအရင်အရေးကြီးပါတယ်။တကယ်လို့တန်ရှင်းမှုမရှိရင်ကုသယောဂတွေဖြစ်ပေါ်နိုင်တယ်အစာစိတ်တဏ္ဍမျိုးတွေဖြစ်ပေါ်နိုင်တယ်ဝမ်းပြေဝမ်းလျှောတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။နေရာတည်အတွင်းမှာကျွန်တော်တို့ဝမ်းပြေဝမ်းလျှောယောဂဖြစ်များလေးရှိပါတယ်။ပြောခန္ဓာကိုယ်အတွင်းမှာအပူဓာတ်လွန်ခဲ့တယ်ဒါဟိုကျွန်တော်တို့ခန္ဓာကိုယ်မှာပြန်ပြီးတော့အဲ balance မလုံးနိုင်ဘူးထိန်းချိပေးနိုင်မှုမရှိဘူးဆိုရင်ကျွန်တော်တို့အပူရှက်တာမျိုးတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ပူဝဲလွန်းတဲ့အချိန်မှာရေခဲတွေအများစွာတောက်သွင်းတဲ့ခါမှာလဲခန္ဓာကိုယ်မှာသူမမြတာမှုတွေဖြစ်သွားနိုင်ပါတယ်ဒီခါမှာခန္ဓာကိုယ်ရဲ့ body resistance လို့ခေါ်တဲ့ခူကန်တွေကျဆင်းသွားပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာ environment မှာရှိနေတဲ့ယောဂပူမတွေဝင်ရောက်ပြီးတော့ဖြာနာမှုတွေဖြစ်ပေါ်လာနိုင်ပါတယ် ဟုတ်ကဲ့ကျွန်တော်အခုဒီနေ့ဆွေးနွေးခဲ့တဲ့အနေနဲ့ဒီမှာဘလို့အစားစာတွေစားတောက်ခြင်းအပြင်ကျွန်တော်တို့ခန္ဓာကိုယ်ကိုကျန်းမာစေမယ့်ဆိုသိရှိမယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကိုကျန်းမာအောင်ပြီးတော့ယောဂပုံမှန်တွေဝင်ရောက်မှုနည်းအောင်ကျွန်တော်တို့ပြုလုပ်နိုင်မယ်ပြုစုနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာ။မတို့ကဘေယာဒီနဲ့မဆိုလိုက်ဖက်တဲ့အစားစာတွေကိုရွေးချယ်ပြီးစားသုံးနေတာပေါ့။ဒါမှလည်းဘေယာဒီနဲ့မဆိုလူကကျန်းမာနေထိုင်ကောင်းနေမှာလေဟုတ်တယ်မလား။ ဒါပေါ့ကအခုလိုမျိုးရာသီဥတုမျိုးမှာတေးသေးချာအစားတွေရွေးချယ်ပြီးစားမယ်ဆိုလို့ရှိရင်ရာသီဥတုပူရာကြောင့်တခြားဖြစ်လာမယ်ပေးထွက်ဆိုးကျိုးတွေလည်းမရှိတော့ဘူးပေါ့ကွာအဓိကတော့တန်ရှင်းမှုလိုတယ်အဲ့တော့အစားအစာတွေကင်ရောက်မယ်ဆိုလို့ရှိရင်လည်းလက်တွေကတန်ရှင်းနေဖို့လိုတယ်အဲ့တော့မင်းအတွက်လက်ဆောင်တစ်ခုလည်းပေးချင်သေးရဲ့ရောပါဗျာ live point ဆက်ဗျာတာမဆက်ပြရင်လည်းမတူဘဲနဲ့ယောဂပိုးမွားဆယ်မျိုးကောက်ွယ်ပေးရဲ့ကျေးဇူးပါ ပရိသတ်များခင်ဗျာဒီနေ့မှဆိုရင်ပရိသတ်များအတွက်ကျွန်တော်ပြပြပေးခဲ့တာကတော့အခုလိုမျိုးပူအိုက်တဲ့ရာသီဥတုမျိုးမှာဘလို့မှန်ကန်တဲ့အစားအစာတွေရွေးချယ်ပြီးတော့စားသုံးနေတဲ့ဆွဲအကြောင်းအရာပြပြပေးခဲ့ဖြစ်ပါတယ်ကျွန်တော်ပြပြပေးခဲ့တဲ့အကြောင်းအရာအခြေခံပြီးတော့ပရိသတ်များပုံမို့အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝရဲ့ဖန်တီးနိုင်နေမယ်လို့ယူဆပါတယ်ခင်ဗျာအားပေးကြည့်ရှုပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များအားလုံးအတွက်တာယာလှပါတဲ့ကျွန်တော်နေ့လေးတနေ့ကိုပိုင်းဆိုင်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်မနေ့ဖြန်ပြန်လာခဲ့ပါမယ်ဒီနေ့ပရိသတ်များအားလုံးပဲတတား ဒီစီစဉ်ကိုအဓိကကွန်ကြီးပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂဘိုးဆယ်မျိုးကိုကာကွယ်ပေးတဲ့ Live Point ဆက်ပြမှဖြစ်ပါတယ်။